good morning from young girl ဒီနေ့အာဒီရသည်ဥတုကတော့အေးလာတဲ့ထူးထူးခြားခြားတခြားနှစ်တည်းမအေးဘူးဒီနေ့တော့အေးလာပြီအာအဲ့တော့ကျမတွားစရာတွေလည်းရှိတယ်ရုံးကိစ္စတွေတရားရုံးကိစ္စတွေတိုင်းမဲ့ဟိုဝါဒနာမနေနိုင်ဘူး geopolitics ပြောအောင်မယ်ဂျပန်ဂျပန် ဂျပန်ဆိုလို့ရှိရင်သူက defense ကို2% of GDP เนาะအဲ့ဒီအမျိုးသမီးဝင်းကြီးချုပ်တက်လာတယ်သိလား तू ကအမျိုးသမီးပေမဲ့ तू ကသူ့ကိုယ် तू iron lady တဲ့တော့ तू ကနေပြီးတော့ defense ကို build up လုပ်တယ်2% of GDP ကို तू ကလက်နဲ့တွေဝယ်သုံးနေဗျာအဲ့တော့အခုဘလို့ဖြစ်တာလဲဆို ပြီးလို့ရှိရင်တိုင်ဝမ်ကျွန်းနဲ့နီးတဲ့ဂျပန်ကျွန်းမှာသွားပြီးတော့ ဟာတဲ့ဟိုမစ်ဆိုင်းထောင်ထားလိုက်တယ်စစ်လက်နက်တွေအဝေးဖြစ်တွေထောင်ထားလိုက်တယ်အဲ့တော့ဟိုဘာကြောင့်ဆို तू ကဂျပန်နေပြီးတော့ तू ကကြောက်တယ်တဲ့တရုတ်ကပေါ့ military ပေါ့ build up များလာတယ်ပြီးလို့ရှိရင်ဒီ Russia Russia နဲ့လည်းပေါင်းနေပေါ့ Russia လည်း Ukraine ကိုတိုက်တယ်အဲ့တော့နောက်ပြီးတော့ ဂျပန်နဲ့ထိုင်ဝမ်နဲ့အဲထိုင်ဝမ်ကိုအရင်ကဂျပန်ကဂျပန်ကလည်းထိုင်ဝမ်ကိုပိုင်ခဲ့တာရှိတယ်လေအဲ့တော့သူနဲ့လည်းတအားနီးတော့အဲ့ထိုင်ဝမ်နားမှာလည်းတစ်ချိန်လုံးဟို China ကနေပြီးတော့ဟိုအစ်စ်အစ်စ်လေးချင်းကန်းနေလုံနေတယ်ဆိုတော့သူတို့နဲ့လည်းတအားနီးတော့သူတို့ကနည်းနည်းဟိုစိုးရိမ်လာတာပေါ့နော်အဲ့တော့သူတို့တွေကဟိုဟိုအရင်တော့ကတော့ तू ကဒုတိယကမ္ဘာစစ်ပြီးကြတဲ့က तू က Pacific ဆိုတာ तू က age တက်နေရတယ်ဟို US က America ရဲ့လက်နက်တွေကိုကာကွယ်မှုပေါ်မှာနေရတာကြာပြီ အခုကြတော့မဖြစ်သေးဘူးပေါ့ကိုဖကိုလည်း ပေါ့အရေးကြုံလာရင်ဒီ China နေပြီးတော့ဟို Taiwan တို့တိန်းတာတို့ဘာတို့ China ဟိုဒီလက်နက်တွေတဲ့နဲ့ပေါ့တိုက်လာလို့ရှိရင်သူတို့လည်းသူတို့ကိုသူတို့ကာကွယ်ဖို့ ရှိရမယ်ဆိုပြီးတော့ဆန္ဒကြီးတက္ကအီချီယအခုတက်လာတဲ့ prime minister ကနေပြီးတော့အဲ့ဒါ long range weapons and missile တွေဟိုဝယ်တယ်ပြီးရင် surveillance တွေ intelligence တွေသူတို့လည်းနဲ့အဲ့တော့အလုံးအစိုးရိမ်တာသူကဒုတိယကမ္ဘာစစ်တုန်းကဂျပန်တအားဆိုးခဲ့တာတရုတ်ကလည်းကျူးကျော်ခဲ့တယ်လေအဲ့တော့ Nanking massacre ဆိုတာအရန်ဆိုးတယ်ဂျပန်စစ်တပ်တွေကသူတို့ကိုဘယ်မှလည်းမသိဘူးတရုတ်တွေကနိုင်သွားတော့လက်လက်စားချေတယ်အနေနဲ့ Nanking မြို့တစ်မြို့လုံးကိုသူတို့ အရမ်းမဲ့နှိပ်ဆက်ပြီးတော့တက်ဖြတ်ပြီးတော့လုတ်ခဲတာတွေဟာဟိုဒီတရုတ်ပြည်ရဲ့သမိုင်းမှာတော်တော်ကြီးကိုခံစားချက်တွေပြင်းနေတော့အဲ့ဂျပန်အဲ့လိုမျိုးပေါ့စစ်စစ်စစ်ဘလူးပုံစံပြန်ဖြစ်လာမှာ ਉਹ သူတို့ကစိုးရိမ်ကြတာပေါ့အဲကြောင့်ဆိုတော့ဂျပန်ကလည်းဒီဟိုမြန်မာပြည်လည်းကျူးကျော်ခဲ့တာပဲဒီအဲ့ဒီအာရှမှာသူကကျူးကျော်ခဲ့တဲ့ဂျပန်နိုင်ငံကိုเนาะအခု အခုကြမှာသူတို့ငြိမ်အောင်ဖိထားတာအခုကြတော့ပြန်ပြီးတော့သူတို့ကဟိုဒီစစ်သွေးပြန်ကြွလာတဲ့သဘောပေါ့နော်သူတို့စိုးရိမ်တာကတော့တရုတ်ကြီးကအရန်ဟိုအင်အားကြီးလာတယ်ပြီးလို့ရှင်ထိုင်ဝမ်တို့လည်းသိရင်ထိုင်ဝမ်ကသူတို့နဲ့နီးနီးလေးရှိတယ်အဲ့အတွက်ကြောင့်မလို့သူတို့ကကိုဖါကိုလောက်ရမယ်ပြီးလို့ရှင်ဟို US ကိုပဲ America ကိုပဲဟိုတောက်လျှောက်ပေါ့ဟို အားကိုးနေလို့မရဘူး။ဘာကြောင့်ဆိုရုရှားနဲ့ယူကရိန်းစစ်ဆိုလေဒီအမေရိကအကူပေးမဲ့လေရုရှားကပဲနိုင်သွားတယ်လို့ဖြစ်တယ်။အဲ့တော့ဟိုတတ်နိုင်တော့တော့ကာကွယ်ရမယ်ဆိုတော့မစ်ဆိုင်းတွေဝေးတယ်။အဲ့တော့ဂျပန်က 例如，现在对对用咖嘞，China 咖嘞，税收啊，保，独居保，哦，trade 现在，change out the，例如现在保，把张老师选，滴台湾的女的啊嘛，对用那个女的做嘛，拉皮罗多啊。 မစ္စိုင်းတွေအဝေးပြစ်ဒုံးကျည်တွေစခန်းတွေလာဆောက်တယ်ဆိုတော့ China ကလည်းဟိုတတိပေးတာပေါ့နော်။ဘာကြောင့်ဆိုတော့ဒီဂျပန်တွေကမလွယ်ဘူးပေါ့။တရုတ်ပြည်ကိုလည်းအရင်တော့ဆိုလို့ရှင်နော်20ရာစုကကျွကျော်ခဲ့တယ်နော်။တရုတ်တွေကိုအများကြီးတတ်ခဲ့တယ်ဂျပန်တွေက။အဲ့တော့သူတို့ပေါ့နော်။အဲ့တော့ ဒီဒီထိုင်ဝမ်ကျွန်းကအမမာတရုတ်ကငါတို့ပိုင်နေငါတို့ one china policy အဲ့ဒါကိုဂျပန်ပြန်ပြီးတော့တကယ်လို့များထိုင်ဝမ်တို့ဝင်လို့ရှင် China ဝင်ရင်သူတို့ကတိုက်ဖို့ missile တားမှာတားပြီးတော့အဲ့ကျွန်းနာမှာထောင်နေဆိုတော့အဲ့တော့သူ့ကို challenge လုပ်တာပေါ့အဲ့လိုမျိုး challenge လုပ်တာဆိုပြီးတော့ China လည်း အရင်လှုပ်လိုက်တယ်အဲ့တော့တတိထားမှာအဲဒီတိုင်းမှာဒီလိုပဲဖြစ်မယ်တရုတ်ကလည်းတရုတ်ကလည်းဆက်လက်ပြီးတော့ဟိုဆင်းလက်နဲ့ကတော့အခုဟိုကြီးကျယ်နေတာဟိုဂျပန်ကလည်းလိုက်ပြီးတော့မိအောင်လိုက်နေတယ်သဘောရှိတာပေါ့ဒါပေမဲ့ဟိုသူတို့အဲ့လိုတရောင်နဲ့တရောင်ဟောက်ဖဲဟောင်းနေမယ်တကယ်တမ်းတော့စစ်ဖြစ်မှာမဟုတ်ဘူးပေါ့တန်တန်နိုင်တော့ဘာကြောင့်ဆိုတော့သူတို့ကစီးပွားရေးရလဲဟို တရုတ်ပြည်မှာလည်းဂျပန်ကုမ္ပဏီတွေ90လောက်ရှိတယ်။နောက်ပြီးဂျပန်မှာလည်းအဲ့လိုပဲတရုတ်တရတူရစ်စတာအားသွားတာ။အဲ့တော့ဂျပန်နဲ့တူရစ်စ်ကလည်းနီးနီးလေးစီးပွားရေးဆက်သွယ်မှုကလည်းအရန်များနေတယ်ဆိုတော့ဟိုကုန်တယ်တွေကတော့မဖြစ်စေချင်ဘူးပေါ့နော်။ဒါပေမဲ့လည်းစီနာစနိုင်းတာကအီချီအစိုးရကြတော့လည်းမရဘူးပေါ့။အဲ့လိုမျိုးဆိုတော့ဒါကြောင့်မို့ तू ကဘလို့ဖြစ်တာလဲဆိုတော့ သူတို့ကလည်းဟိုအမေရိကကလည်းမြောက်ပေးလိုက်တာပေါ့နော်မြောက်ပေးလိုက်တာအေးငါတို့မပါတော့ဘူးနင်တို့ဒေတာနင်တို့ဖာနင်နင်တို့တရုတ်ရန်နင်တို့ဖာနင်တို့ကာကွယ်ကြဆိုတော့အာဆီယံရဲ့ဂျပန်ရဲ့နော်နောက်ပြီးဖိလစ်ပင်းဆိုအာဆီယံတို့ရီယာနီပြီးတော့ဒီချိုင်းနာကိုပြန်ပြီးတော့ဟိုပြန်ပြီးတော့တိုက်ဖို့ပေါ့တကယ်လို့ချိုင်းနာက တိုက်လိုက်ပြန်တိုက်ဖို့ဆိုပြီးတော့သူကဂျပန်ကိုမြောက်ပေးလိုက်တာဒီဒီဒီအရှေ့ဘက်မှာမြောက်ပေးလိုက်တာပေါ့ China နဲ့ Russia ကိုပြန်ပြီးတော့ကာကွယ်ဖို့အုပ်စုအနေနဲ့မြောက်ပေးလိုက်တာအဲ့တော့ ASEAN တို့ဘာလို့ကတော့ကိုကိုကတော့မြန်မာပြည်ကတော့ပြောတာပေါ့ one china policy one china policy ကတော့အားလုံးပဲအားလုံးပဲသဘောတူကြတာလေးရရှိပါတယ် US ကလည်းသဘောတူထားပါတယ်ဒါပေမဲ့လည်း 对啊，诶，台湾这块嘞，都有个陆陆界嘞，是吧？都有也突破侬，呃，多某地啊也突破过。台湾主要湖北的，迪拜嘛，南堡第四个，哦，一啊五八。 ိတ်မှလည်းတရုတ်ကစိုးတယ်နောက်ဟိုထိုင်ဝမ်ကလည်းအရင်ပဲ semi conductor ဆိုရင်အရင်ဒီနှစ်ဆိုတအားနှစ်ဆလောက်တရရခိုင်နှုန်းတိုးလာတယ်အဲကဘာလုံးကဒီ AI chip တွေလို့တော့အဲဒီထိုင်ဝမ်က semi conductor TSMC ကတအားထုတ်တာဟိုဟာတယ်တရရခိုင်နှုန်းကြော်တောင်းဒီဒီနှစ်ထဲထုတ်ရတယ်အဲ့တော့ဒါတွေကလည်းဟိုအမေရိကန်ကလည်းလိုချင်တယ်တရုတ်ကလည်းလိုချင်တာပေါ့နော်ဒီ industry ဒီဒီစီးပွားရေးကို 路径嘞，脱贫攻坚南墙话咧，台湾就业湖北这边嘛，脱保的系列，姑股这批老白人，的有。这有一工资系列脱保一百个白大嘛来说话了，啊喽。 အမျိုးမျိုးရှိနေတဲ့အချိန်မှာအားလုံးကတော့အာဆီယံနော်ဂျပန်ဘာတကယ်စီးပွားရေးကြတော့တရုတ်ကိုမှီခိုနေရတာလေအများကြီးရှိတယ်ဆိုတော့အဲကြားထဲမှာပေါ့ဒီကုံသွဲရေးရယ်ဒီစစ်ရေးရယ်ကြားထဲမှာဒီနိုင်ငံတွေအားလုံးကဟိုလိမ့်လိမ့်မမာနဲ့ပဲနေပြီးကစားသွားကြရမှာပေါ့နော်ဘာကြောင့်ဆိုတော့ကိုဒီလဲဂျပန် investment ဆိုလဲအာဆီယံကလိုချင်ကြတာပဲလေနော်အဲဆိုတရုတ်နဲ့လဲဟိုတရုတ်နဲ့လဲကုံ သွေးရေးလိုချင်ကြတာပဲဆိုဂျပန်နဲ့တရုတ်နဲ့အာဆီယံနဲ့ဒီဒီဒေသဆိုင်ရာတော့လည်းတယောက်နဲ့တယောက်အလိုမိခိုးနေတာတွေအများကြီးပဲအာကိုနေရတာတွေအများကြီးပဲရှိတယ်လေအဲ့ဒါပေမဲ့အဲ့မှာမှသူတို့နှစ်ဦးစစ်ဖြစ်မယ်ဆိုရင်တော့အများအတွက်မကောင်းဘူးပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့လှုပ်ရှားရတာပေါ့